ေ့ဟာမြတ်ဗုဒ္ဓရဲ့အရေးအာဝါဒအောက်မှာတည်ရှိတာဖြစ်ပါသောကြောင့်ရောက်ရှိလာသူအလုံးကိုယ်စိတ်နှလုံးအေးချမ်းသာရကြပါမယ်ခင်ဗျာသာတော်သမီးတော်ဆွေတော်မျိုးတော်များ အပေါင်းတို့ နဂရီတောင်ဆရာတော်ဘုရားကြီးသည်ဝါစုလပြည့်နေ့မှစ၍ဝါတွင်3လကာလပတ်လုံးမြစ်တာကမ္မထံများပွားများလျက်နေတိုင်းစဉ်မှတကူသောည12နာရီကျော်အချိန်တွင်ကြာမင်းနှင့်နတ်မင်းကြီး၄ပါးတို့ရောက်ရှိလာကြပြီးရှောက်ထားကြပါသည်အရှင်ဘုရားတပည့်တော်တို့ရှောက်ထားသည့်အတိုင်း ဖြစ်စေခြင်းသည့်အတိုင်အရှင်ဘုရားသည် တခုမကြံပြုလုပ်ဆောင်ရွက်ပေးသည့်အတွေ့ဗုဒ္ဓအဆုံးအမဖြစ်သောတရဏဂုံနှင့်တကားကိုကျင်းစာတရားတို့သည် ပွားများလာခဲ့ပါပြီ။ဘေးအန္တရာယ်ကင်းကြ၍လူနိုင်တန်းနိုင်လေဖြစ်လာကြပါပြီဗျာ။နောက်ထပ်ယုံကြည်လေးစားအာဟုသူများ များပြားလာစေရန် အရှင်ဘုရားကြိုးစား၍ အခြေခံစိတ်ဓာတ်များကိုဟောကြားတွင်တင်ဆုံးမပေးပါဗျာဗုဒ္ဓဘာသာကိုတည်တံ့ပြီးပြန်ပွားစီရန်တရဏဂုံနှင့်ကုချင်းစာတရားသည်အဓိကပါဗျာအရှင်ဘုရားဟောကြားပေးလို့သိရှိလိုက်နာကျင့်သုံးကြပါရင်တပည့်တော်တို့ကလည်းစောင့်ရှောက်ကူညီပေးကြပါတယ်ဗျာအရှင်ဘုရားရှောက်လန်းနေတဲ့ သာသနာပြုခရီးလမ်းကြီးကိုနှောက်ရက်တိုက်ခိုက်ဖျက်ဆီးကြသူတွေကလည်းများလှပါတယ်ခရာယုံကြည်လေးစားလိုက်နာကျင့်သုံးကြသူတွေလည်းတပြေးပြေးနဲ့များပြလာပါတယ်ခရာအနောက်အရက်အတိုက်အခိုက်အဖျက်ဆီးများကိုတပြေတော်တို့ရှင်လင်းတုတ်တင်ပေးပါမယ်ခရာယုံကြည်လေးစားဥဇော်ကြသူတွေကိုလည်းရွေးချယ်စောင့်ရှောက် ံပိုးပေးနေပါれဖျားစတုမာရင်နမင်းကြီးများနှင့်အယံနံများဖြစ်ကြတဲ့38မင်းနတ်တုကလည်းသူတို့အကြီးအကဲနမင်းများကတဆင့်ဇာတော်ဘုရားကြီးရဲ့သာသနာပြုလုပ်ငန်းရံများကို ကူညီဆောင်လျှောက်ဖြည့်စည်းကြဖို့မိန်ကြားထားပါれဖျားဝိဇ္ဇတုများကိုလည်းမိန်ကြားလျှောက်ထားပေးပါれဖျားတိုက်ချုပ်ဘိုးတော်ကြီးများ တိုက်ချုပ်မေတော်ကြီးများကိုလည်းမိန်ကြားတာဝန်ချထားပေးပါတယ်ဗျာတပည့်တော်တို့တောင်းစီအောင်လက်ဟာမှုမရှိအောင်စီစဉ်ထားပါတယ်ဗျာသာသနာတက္ကရ2600ပြည့်သည့်အထိပါဗျာယခုအချိန်ဟာလူသားများကိုချင်းစာတရားခေါင်းပါလွန်လာတပါတယ်ဗျာအတ္တမာနမောဟတရားတွေကြီးလွန်းလို့ တရဏဂုံမြပျောက်ွယ်ကုန်လို့ယခုလိုစေကျော်တုတ်တင်ရခြင်းဖြစ်ပါれဖရာ အချိန်မီအတိတရားရပြီးတရဏဂုံပွားကြမယ်ကိုချင်းစာတရားရှိကြမယ်ဆိုရင်တပြည့်တော်တို့ရဲ့စောင်းရှောက်မှုကိုရပါလိမ့်မယ်ဖရာတချို့ကလည်းအရှင်ဘုရားဟောကြားတဲ့တရဏဂုံအကျိုးတွေကို အတ္တကိုကျိုးနဲ့အလူခံလှုပ်ရှားနေသူတွေကိုလည်းတပည့်တော်တို့ဖယ်ထုတ်ရှင်းလင်းသွားပါမယ်ဖေဟာဗုဒ္ဓဘာသာအကြောင်းပြပြီးတော့လှုပ်ရှားနေသူတွေကိုလည်းစတင်ပိတ်ဆို၍ရှင်းလင်းနေပါပြီဖေဟာပြန်လဲလူရန်ပေးခြင်းမပြုဘဲမိမိကောင်းစားရေးမိသားစုချမ်းသာရေးအတွက်ဆောင်ရွက်နေကြတဲ့တဘောဇံတွေကိုလည်းအောက်လန်းသွားမဲ့သူတွေကိုလည်း သူယောင်နွေလမိုင်းနွေဇောကနီဇောကနဲ့မောက်လုံးမောက်ပြားနတ်ဆိုးတွေက အစွမ်းတီပီးပြီးတကယ်ကိုကျူးပြုတ်အတ္တနဲ့နာမည်ကြီးကြီးကိုလှုပ်ဆောင်နေသူများကိုအစွမ်းနေပြန်လဲရုတ်သိမ်းပြီးနှိတ်ကွနေပါပြီဗျာတတဝရီအပေါ်ကိုချင်းစာတရားကို ပြည့်ရပြု ဟောကြားနေသူတွေကိုလည်းရှင်းလင်းနေပါပြီဗျာ တကယ်ကျင့်ဉဏ်အားထုတ်၍ကိုချင်းစာမေတ္တာတရားကြီးမားသူများကိုလိုက်လံအပုတ်ချစော်ကားမော်ကားပြုနေသူများကိုလည်းရွေးချယ်တုတ်တင်ရှင်းလင်းဖို့အမိန့်ချလှုပ်ဆောင်နေပါပြီဖရာလို့ရှောက်ထားကြပါတယ်နောက်တစ်ပန်းအရှင်ဖရာလောဘကြီးတဲ့သူတွေအယုံလွယ်အလိန်ခံရအောင်ဖန်တီးပေးနေပါတယ်ဖရာ ဒေါသကြီးတဲ့သူတွေကိုလည်းစင်ကျင်တုံတရားကင်းမဲ့ပြီးတဦးနဲ့တဦးတတ်ကြဖြတ်ကြရအောင် ဆောင်ရွက်ပေးနေပါတယ်ဖေယားမောဟမမာနကြီးသူတွေကိုလည်းအောက်ခြေလွတ်အောင်မြောက်ပင့်ရန်တိုက်ပေးနေကြပါတယ်ဖေယားမနာလိုဝင်တိုစိတ်ကြီးမားတဲ့သူတွေကိုလည်းဖော်ထုတ်ရှင်းလင်းနေပါတယ်ဖေယားလူဖြစ်ပြီးလူတန်ဖို့မရှိတဲ့သူ လူတန်ဖို့မသိတဲ့သူတွေကိုလည်း ယူကြီးဖေရှားရှင်းခိုင်းထားပါတယ်ဖရာနှုတ်ဝစီစီကံမဲ့တဲ့စောင်းထိန်ခြင်းမရှိတဲ့သူတွေကိုလည်းဖေရှားတုတ်တင်ရှင်းလင်းနေပါပြီဖရာကိုပိုင်ဉာဏ်ပညာမရှိဘဲသူတပါပြောသမျှယုံပြီးတဦးနဲ့တဦးစော်ကားပြင်မှနေကြသူများကိုလည်းဖေရှားတုတ်တင်ရှင်းလင်းဖို့စတင်လှုပ်ဆောင်နေပါပြီဖရာ မိမိနာမည်ကြီးရဲ့အတွက်သူတပါးကိုချနှင်းအပြည့်ပြောနာမည်ဖြက်အရှက်ခွဲနေတဲ့သူတွေကိုလည်းတရပီးတရရှင်လင်းပွဲစတင်နေပါပြီဖုရား။နတ်ဆိုးနတ်ကျန်းဘလူးဆိုးဘလူးကျန်းတရေဆိုးတရေကျန်းစုံကဝေမြေဘုတ်ဘလူးသတိတို့နဲ့ရှင်းလင်းနေတာမှုအချင်းချင်းတိုက်ကြခိုက်ကြရအောင် အောက်လန်းအတတ်ပညာ ြီးများကိုလည်းကြီးစုပြီးတေကြည်ပျက်စီးကြပါလိမ့်မယ်ဖုရားဝစီကံကြံတန်းသူများခံရမယ်ပွဲပါဖုရားကာယကံကြံတန်းသူများကတော့လက်နဲ့ခေယံမိကြောက်တို့နဲ့ရှင်းလင်းနေပါတယ်ဖုရားမနောကံမကောင်းလို့ပျက်စီးနေသူများအောက်လန်းတွေကြောင့်ယူနှံဆွန့်အာပင်ကံပြီးတေးကုန်ကြပါလိမ့်မယ်ဖုရားဒါတွေကို အရှင်ဖရာအားယုံကြည်လေးစားအားကိုးတဲ့သူတွေတရဏဂုံထုံတဲ့သူတွေငါးပါးသီလကို လုံခြုံအောင်ကိုကျင်းစာတရားနဲ့ထိမ့်သိမ်းစောင့်ရှောက်နေသူတွေသိရှိကာကွယ်ရှောင်ရှားနိုင်အောင်ဟောကြားပေးစီခြင်းလို့အခုလိုလာရောက်လျှောက်ထားတာပါဗျာညွန်ကြားဆုံးမသွန်သင်ပေးတော်မူပါဗျာတပည့်တော်တို့ မတမာသူများကို ရှင်လင်းရေးရုပ်မာသူများကိုဖယ်ရှားရေးအတွက်ကတ်ဆေးခြင်းလုပ်ငန်းကိုပြုလုပ်ဆောင်ရွက်နေတဲ့အတွက်ဘာတွေကိုဘယ်လိုလုပ်မယ်ဘယ်လိုလုပ်နေပြီဆိုတာအရှင်ဖရာကိုရှောက်ထားပြီးဘယ်လိုကာကွယ်ရမယ်ဘယ်သူတွေလွတ်မယ်ကြံမယ်ဆိုတာကိုလည်းရှောက်ထားပေးပါမယ်ဖရာဖြစ်နိုင်မယ်ဆိုရင်ခொနရဲ့သားသမီးများကို အချိန်ရှိတုန်းအသိဉာဏ်ပညာနဲ့လွတ်အောင်ယုံနိုင်ကြဖို့တပည့်တော်တို့ကိုစားပြောကြားပေးပါဖရာဟောကြားတွင်တင်ပေးပါဖရာလို့ရောက်ထားကြပါတယ်တားတော်သမီးတော်ဆွေတော်မျိုးတော်များအပေါင်းတို့အချိန်အကန့်အသတ်ကြောင့်ပထမပိုင်းကို ရန်နာလိုက်ရပါတယ်ဒုတိယပိုင်းကိုဆက်လက်၍စောင့်မျှော်နားဆင်ကြဖို့ တောင်းဆိုလိုက်ရပါတယ်။နားစင်ကြပြီးလိုက်နာကြသူအပေါင်းဘေးစုကဆူအန္တရာယ်ဇူးကြီးများမှလုကင်းကြပါစေဗျာ။သာတော်သမီးတို့ခြေတော်မျိုးတော်များအပေါင်းတို့ယခုဒုတိယပိုင်းစတုလောကပါလာနမင်းကြီး၄ပါးတို့ဤလျှောက်ထားခြင်းကိုတင်ပြပေးပါမယ်။ ဝါကောင်လာကြည့်ကြော်ပြီးနောက်ပိုင်းမှာတကြိမ်ကြွားရောက်ယူလာကြပြန်တယ်ဒီတကမှာတော့သတုလောကပါလနမင်းကြီး၄ပါးနဲ့ကုဝေရကောဝိတဝန်နမင်းကြီးရဲ့စਿੱတူကြီးဖြစ်သောနဘလူးမင်းများပါလိုက်ပါလာကြပါတယ်ရွှေရကုံဘိုးဘူးကြီး၄ပါးတို့နှင့်ယင်းနှီးကျွမ်းဝင်သော မိတ်ဆွေများဖြစ်ကြပါれလို့လျှောက်ထားကြပါれအရှင်ဘုရားကဘုရားလေးစုနဲ့ပရိဘောကတော်ဆံတော်တို့ကိုရွှေတင်ငန်းပရိသာပင်ဆက်ကလူရန်ပူဇော်ပြီးအမြဝေပေးတာကိုတာရုခေါ်ရပါသဖြင့်ကြည်စုတင်လို့လာရောက်ဖူးတာပါဘုရားပရိသာပင်၅ပင်စလုံးတာရုခေါ်နိုင်ပါれဘုရား တပည့်တော်တို့ရဲ့လက်အောက်ငယ်သာ အချွေအယံတွေလဲတာရုခေါ်ရလို့အစင်းမြင့်ပြီးကျေးဇူးတွေတင်းနေကြပါတယ်ဆိုတာကြောက်ထားကြပါတယ်ဖရာဘယ်မှာမှမရဘူးသေးတဲ့ပရိသာပင်၅မျိုးရဲ့အကျိုးကိုရလို့ကြည်ညိုလေးစားကြပါတယ်ဖရာလူရန်ပါဝင်ကြတဲ့အလှရှင်များကိုလည်း၎င်းတို့ရဲ့တရဏဂုံတည်သောအရေးအချင်း ကိုကျင်းစာတရားရဲ့အရေးအကျဉ်းအလိုက်တပြည့်တော်တို့ကကူညီစောင့်ရှောက်ဖြည့်စည်ပေးကြပါမယ်ဗျာအဓိက အချက်ကတော့ယရနာ၃ပါးအပေါ်၌လူဒန်းနဲ့အလူဒါနအပေါ်ယုံကြည်လေးစားအားကိုးမှုအပေါ်မှာမူတည်ပါတယ်ဗျာအရှင်ဖရာတရားဟောလို့ကြီးသူရှင်ခင်မွန်းကြီး၁၀ပါးကို တောင်းမှန်ဝင်ကြကြတော့ဒါရဲ့ ရှကူပူဇော်ကြတာတွေကို တပည့်တော်တို့လည်းလာရောက်ပါဝင် ရှကူကြတော့ကြပါတယ်ဘုရားအမြဝေတိုင်းမှာလည်းလာရောက်၍တာရုခေါ်ပါတယ်ဘုရားတပည့်တော်တို့ကြွားရောက်လာတဲ့အတွက်စတုမာရအချမ်းအယံနတ်မင်းများလည်းမနေတာတဲ့အတွက်လာရောက်၍တရားနာကြကြပါတယ်ဘုရားတာဒုလည်းခေါ်ကြပါတယ်ဘုရားသူတို့တွေလည်း တာရုခေါ်တဲ့အတွက်ကြောင့်တိုးတက်မှုအစဉ်အတန်းမြင့်မားမှုတွေကိုလက်တွေ့ရရှိတော့ဝမ်းမြောက်ဝမ်းသာဖြစ်ကြပြီးအရှင်ဘုရားရဲ့မိန့်ကြားချက်အတိုင်းအလှချင်များကိုလည်းစောင့်ရှောက်ကူညီမဆကြပါれဘုရားအဲ့ဒီလိုလှုပ်ခြင်းဟာတာရုခေါ်လို့ရရှိတဲ့အကျိုးအတွက်ကျေးဇူးဆက်ခြင်းပါဘုရားဖြစ်နိုင်ရင်အာတာနာတိယတုတ်တော်ကို အမြဲရုပ်ဖတ်ပူဇော်၍ပေးပါလျင်ကျေးဇူးဆက်ရတာအရသာရှိပါတယ်ဗျာပီတိလည်းဖြစ်ရပါတယ်ဗျာလို့ရှောက်ထားကြပါတယ်သူတို့လည်းနေမီဒေတာအသီးသီးကအုတ်ချုပ်သူနမင်းကြီးညဆိုတော့အမျိုးမျိုးအပုံပုံအတွေ့အကြုံတွေကိုရှောက်ထားကြပါတယ်အဲ့ဒီအထဲကနေသားရီသမီးတွေအလှူရှင်တွေနဲ့ကိုင်းညီတော့အချက်ကလေးတွေကို ပြောပြပေးတာဖြစ်ပါတယ်။ယခုလိုကဆူးကပ်ပြည့်အချိန်ကာလမှာဘီးစုရန်စုအန္တရာယ်စုတွေကလွတ်မြောက်ဖို့ကဘယ်ဂိုင်းကနတွေကိုမှ ဝင်စရာမလိုဘယ်အတတ်ပညာမှ သင်စရာမလိုကြောင်းအရှင်ဘုရားဟောပြပေးတဲ့တရဏဂုံနဲ့ကိုချင်းစာတရားပြည့်စုံဖို့ရဲ့အခြေခံ၅ပါးသီလစောင့်ထိန်ပေးရင်တပြည့်တော်တို့ကရင်အုပ်မကွာ စောင့်ရှောက်ပေးမယ်ဖြစ်ပါကြောင်းကိုကြောက်ထားကြပါတယ်အလူရှင်များရဲ့ဒါနနဲ့သီလအကျိုးတွေကြောင့်ရရှိတဲ့စွမ်းအင် အကျိုးကျေးဇူးတွေနဲ့အလူရှင်များကို ပြန်လေကျေးဇူးဆက်ခြင်းဖြစ်တာမို့ယုံကြည်အားကိုးကြပါရင်ပူပြီးစောင့်ရှောက်ပေးပါမယ်ဖရာအခြေခံ衲တွေဖြစ်တဲ့အိမ်ဆောင်衲တွေ ခြံဆောင်နတ်တွေလမ်းဆောင်နတ်တွေရွာဆောင်နတ်တွေမြို့ဆောင်နတ်တွေနေဆောင်နတ်တွေကိုလည်းမိမိတို့ပြုသမျှကုသိုလ်ကောင်းမှုတွေကို အမျှပေးဝေပေးရင်အမြဲတစေမိတ်ဆွေတွေဖြစ်ကြလို့တော်လီယာလာလီယာစောင့်ရှောက်ပေးတတ်ကြပါれဘုရားလို့လျှောက်ထားကြပါれဘုံမဆိုးနမင်းတွေယုတ်ကဆိုးနမင်းတွေကွင်းပိုင်ကြီးတွေလေပိုင်ကြီးတွေ တောပိုင်ကြီးတွေတောင်ပိုင်ကြီးတွေကလည်းတပြည့်တော်တို့ကိုပူဇော်ပတ်သက်ခြင်းနဲ့ဆိုရင်တရဏဂုံနဲ့အမျှဝေပြီးပူဇော်ပတ်တာပါကိုချင်းစာတရားနဲ့သီလဆောင်ထိန်ပြီးအမျှဝေပူဇော်ပတ်တာပါအဲ့ဒီလိုပူဇော်တာကိုပဲလိုချင်ပါတယ်ဖရာသီလမပြတ်တဲ့ပူဇော်ပတ်သက်ခြင်းကိုပဲအလေးအနက်ထားပြီးတာဓုခေါ်ဆောင်လျှောက် ေးပါれဘုရားထိုအခါဆရာတော်ဘုရားကြီးကအသင်နမင်းတို့ကိုမေးရပါဦးမယ်အရက်တွေနဲ့တတ္တဝါတွေရဲ့အသက်ကိုတတ်အသားတွေနဲ့ပူဇော်ပတ်သက်ရတာတွေကကောဘယ်လိုကြောင့်လဲရှင်းပြပါဦးလို့မေးလိုက်တော့တပည့်တော်တို့အကြီးအကဲတွေကအနုပိုင်းဆိုင်ရာစုပေးခြင်းကိုဂိုင်တွယ်ရပါတယ်ဘုရား ကြံတန်ရက်ဆက်တဲ့လက်အောက်ငေသားတွေကတော့အကြံပိုင်းဆိုင်ရာဒံပေးခြင်းကိုကင်တွယ်ရပါတယ်ဖရာတရဏဂုံရှိတဲ့သူကိုချင်းစာတရားထားတဲ့သူ သီလတွေကိုစောင့်ထိန်းတဲ့သူယဉ်ကျေးတိမ်မွေနူးညံ့သူတွေကိုသူတွေကနေ့စဉ်အမြပေးဝေတာကိုတာရုခေါ်ပြီးစောင့်ရှောက်ကူညီရတယ်ဖရာတပည့်တော်တို့လည်း တီလာတို့ကိုစောင့်ထိန်ရပါတယ်ဗျာအကုသို့များတဲ့သူတွေပီးကန်းစွန်ကျဲလှူဒန်းမှုမရှိတဲ့သူတွေမိခင်ဖခင်အပေါ်ကြမ်းတမ်းရက်စက်စော်ကားတဲ့သူတွေသူတော်ကောင်းတွေအပေါ်မိုင်ရိုင်းဆဲရည်တဲ့သူတွေယရနာ၃ပါးမရှိသူကိုကျင်းစာတရားမရှိသူ တီလမရှိတဲ့သူတွေကို တပြည့်တော်တို့ရဲ့ကြမ်းတမ်းနဲ့လက်အောက်ငယ်သားတွေကကင်တွယ်ပြီးအပေကိုမြန်မြန်ကြအောင်ခင်မွန်းကြီးဆယ်ပါပြမအောင် မိစ္ဆာဒိဋ္ဌိဖြစ်အောင်ပြုလုပ်ဆောင်ရွက်ကြပြီးအပေကိုမြန်မြန်ကြ၍အသက်တူအောင်ဒံပေးကြခြင်းဖြစ်ပါれဗျာသူတို့တွေတပ်ဖြတ်ကြရက်စက်ကြရောင်းချကြစားတောက်ကြ နေထိုင်ကြလို့ အဲ့ဒီလိုစားမဲ့တောက်မဲ့အကျန်းအတန်းတွေနဲ့သာလွှဲထားရပါတယ်ဖရာတတဝါတွေကိုတပ်ဖြတ်နှိမ့်ဆက်ကြသလိုသူတို့မိသားစုတွေကိုလည်းအဲ့ဒီလိုသေးရအောင် တူသောအပြစ်ဒဏ်ပေးထားတာပါပါဖရာရက်ဆက်ရုပ်မာတဲ့သူတွေကိုသူတို့ရဲ့ကြမ်းတမ်းနဲ့ရက်ဆက်တဲ့တပြည့်တော်တို့ရဲ့လက်အောင်ငယ်သားတွေနဲ့လှုပ်ထားပေးပါတယ်ဖရာ အခုတပည့်တော်တို့မြို့ပိုင်း၊နေပိုင်း၊တောပိုင်း၊တောင်ပိုင်းဆိုတဲ့ဘုံမစိုးနာမင်းကြီးများ၊ရုပ်ကစိုးနာမင်းကြီးများအားလုံးကလည်းအရှင်ဖုရားရှိမနတ်နေ့တိုင်းသုံးတော်ကတိုင်းဆယ်ပါးတီလာ လာရောက်ယူဆောင်ပြီးစောင့်ထိန်ရပါတယ်ဖုရား။ဘုံမစိုးနာမင်းတွေတဲကဘိုးတော်ကြီးတွေကောကတော်ကြီးတွေကောမေတော်ကြီးတွေကော အချုပ်ဘူဘူးကြီးတွေကအချုပ်မေတော်ကြီးတွေကပါဝိဇ္ဇာလိုင်းဝင်သွားသူများအလုံး၁၀၀သီလကို အရှင်ဖရာထံလာရောက်စောက်တီရပါတယ်ဖရာယခုမကောင်းတဲ့သူတွေကို ရှင်းလင်းမဲ့ပွဲမှာအောက်ချီကကြမ်းတမ်းတဲ့အဖွဲတွေကပြုမှာပါဖရာအကြီးကဲတွေက ကောင်းတဲ့သူတွေကိုစောင့်ရှောက်ကဲတင်ပေးမှာပါဖရာ သားတော်သမီးတော်ဆွေတော်မျိုးတော်များအပေါင်းတို့ယခုကဲ့သို့တင်ဆက်ပေးရခြင်းဟာနောင်တစ်ချိန်မှာအောက်လန်းအတက်ပညာဖြင့်နှောက်ရက်တိုက်ခိုက်ခံရလာခဲ့ရင် နမင်းကြီးများလျှောက်ထားတဲ့အတိုင်းရှောင်ရှားနေထိုင်ကြင်ကြံအထုတ်ကြမှသာလွတ်မြောက်ကြမယ်ဆိုတာကိုသိစေခြင်းလို့တင်ပြပေးခြင်းဖြစ်ပါတယ်ကြည့်ရှုနားထောင်ကြတဲ့ သာသမီယရဏများအားလုံးအတတ်ပညာဖြင့်နှိမ့်ဆက်တက်ဖြတ်ညင်စေခံရခြင်းတို့မှလုကင်းကြပါစေဗျာ။အာ